ဆရာကတာနတ်တွေလိုလက်နက်ခဲယမ်းတွေကစိတ်ဆွမ်းရနေရှင်အကျိုးမရှိဘူးဆိုတာမင်းတို့သိတဲ့နေပြီ။ဒါကြောင့်ပဲစိတ်ဆွမ်းရတွေပေါပေါက်လာပြီးနောက်မှာလက်နက်တော်တော်များများကအသုံးမဝင်တော့ဘူး။ဒါပေမဲ့ဓာတ်ရုလက်နက်တွေကတော့မတူဘူး။မင်းမင်းတို့စိတ်ဆွမ်းရတွေကိုတိမ်ပြီးတာမန်လူပြန်ချစ်သွားတဲ့တခဏအတွေ့မှာအဲ့ဒါကမင်းတို့ရဲ့အသက်တွေကိုယူသွားလိုက်မယ်။လို့ပြောတော့ဂီယောက်ကနောက်နေရလားငါတို့ဘာပဲဖြစ်ဖြစ်တိမ်မှာဆိုရင်ဘာဖြစ်လို့ငါတို့ရဲ့ခန္ဓာကိုလေ့ကျင့်နေကြရလဲ။တကားဖွင့် ဖွင့်စမ်းလို့အော်နေချိန်မှာပဲဆရာတွေဘက်မှာတော့တဆုတဆယ်ကောင်းဆောင်မျက်ရည်ယူတမွေကသူတို့အတွက်ညားလို့နေထင်တယ်။အဲ့အန်နေရဲ့အပြီးမှာတဆုတဆယ်ရဲ့စိတ်ထက်ပိုင်းဆိုင်ရာတွေတိုးတက်လာရင်တော့ဒါကနင်းနေညားနေတယ်လို့ပဲ။တိတ်အားလုံးနိုင်တော့တချင်းဆိုကြ။တချင်းအပြီးဒီဆိုနိုင်တဲ့လူမှန်ညာအကုန်အမှတ်ပို့ပေးမယ်လို့ပြောပါတယ်။ထိုကအကုန်လုံးဒီဘကအာခဲကြပါအောင်။အာတကားဖွင့်ပေးပါ။အမေခဲပါအောင်ဖွင့်ပေးကြပါအောင်။အာလို့အော်နေကြပါမယ်။ဂျင်းဆောင်ကတော့နိုင်တော့တချင်းကိုအေးစစ်စစ်လေးပဲဆိုနေနိုင်ပါတယ်။ခုနောက်တကားပွင့်လာတဲ့အခါမှာတော့ဟိုမှာ ဖွဲ့သုံးထွက်လာပြီအဲ့တမွေတွေကဘာလဲလဲအထဲကိုမနေရဘူးဟာလို့အတင်းကလူတွေကပြောနေကြတော့အကုန်လုံးကရုတ်တရက်စင်ကြဲထွက်လာကြပေမဲ့ဂျင်းဆောင်တအူးတာအထာကြကြထွက်လာနိုင်ပါတယ်ထို့နောက်ဓာတုပိယဆရာကျွန်တော်အထက်အရာရှိတွေအကုန်ဒတိမိကုန်ကြတဲ့အတွက်ကျွန်တော်ကိုစားတင်ပြပါမယ်လို့ဂျင်းဆောင်ကပြောတော့ဆရာကဟုတ်ပါပြီလို့ခွင့်ပြုပေးလိုက်ပါတယ်ထို့ကအဖွဲ့သုံးဆက်တယောက်ရှိဆက်ယောက်ထွက်ဆက်ယောက်ကတမွေလေးချင်းအကြောင်းထွက် တယောက်ကြံတရားချင်းပြီးဆုံးလို့အထားချက်ချပြောလိုက်ပါတယ်။ညချင်းကြတော့လေတခုဖန်နိုင်လေးချင်းစတင်ပါတယ်။အမှတ်စရာကိုကြည့်လိုက်တဲ့အခါမှာတော့ပထမနေရာလေးချင်းစက်တာပတ်ချက်ဆောင်အကုန်ရှာတွေ့ဒုတိယနေရာတက်ချက်ကင်းစဲယုံရန်သူ၁၀ရောက်ရှာတွေ့ရန်ကြံတတိယနေရာအရာခံဘူးတယောက်ခီရောက်ရန်သူ၁၈ရောက်ရှာတွေ့ရန်ကြံ မနေ့ရောက်တော့လေတောတော်လေးချင်းကြီးစတင်ပါတယ်။တောတော်ချင်းကိုအသုံးချရာတွင်လေးချင်းစက်တာပတ်ချင်းဆောင် ပထမနေ့ရွေတောတော်ချင်းတွင် လေးချင်းစက်တာပတ်ချင်းဆောင်ပထမနေ့ရွေတောတော်ချင်းတွင်လေးချင်းစက်တာပတ်ချင်းဆောင်ပထမအထူးမှတ်ချက်တောတော်ချင်းအစဉ်အကုန်တွင်သူသည်ဒုတိယနေရာရသည့်ရဲဘော်ရဲဘက်ထက်အနည်းဆုံး5စက္ကန့်ဆော့၍ပြီးသည်တသုတဆေခေါင်းဆောင်၏မှတ်ချက်၎င်း၏တောတော်ချင်းအစဉ်သည်နိုင်တော်ကိုစားသည့်အစဉ်များရှိသည်ထို့နောက်တဦးချင်းတိုက်ပွဲလေးချင်းရင်ရန်သူ၏အခြေခံကိုတိမ့်ပိုက်ခြင်းပထမနေရာလေးချင်းစက်တာပတ်ချင်းဆောင်ဒုတိယနေရာတက်ချက်ကင်းဆဲယွန်းငါ ာငါ့ကိုငါကြော်တဲ့ရမယ်အထူးမှတ်ချက်ခင်ဆိုင်ယုံကထောင်မစွာတီးပြီးပတ်ကျင်ဆောင်ကတော့ကိုယ်ပတ်ပြီးတီးသည်တတ်စုတစေကောင်းစွာမှတ်ချက်သူဤခန္ဓာကိုလုံနိုင်စွာကတော့နှံ့ညှိုးစရာပဲတိတ်တစေတိလုတ်ချင်းပထမနေရာလေ့ကျင့်စစ်တာပတ်ကျင်ဆောင်အထူးမှတ်ချက်တတ်စုကောင်းဆောင်ကပြီးပြီလို့မပြောခင်အထိသူ့ကိုညီသူညှာရှာမတွေ့ခဲ့ပါလေ့ကျင့်စစ်တာတယောက်အတွက်နဲ့တနာဤကြော်ကြော်ကြာညင့်ခဲ့ရသည်တတ်စုကောင်းဆောင်ဤမှတ်ချက်သူ့ကိုအစားအစင်းတမတ်တဲ့နေရာအနေတောင်ထွက်သွားပြီလို့ထင်ခဲ့မိတာထို့သောအမှတ်စဉ်များကိုအကြောင်းကကြည့်ရင်ပတ်ကျင်ဆန်းပတ်ကျင်ဆန်းဒါလည်းပတ်ကျင်ဆန်းပဲလား အစင် F ကြောင့်သားအထိပယ်မရှိပဲကိုခန္ဓာစွမ်းအင်ဒီမှာကောင်းနေပါလားလို့ပြောတော့ဂျင်ဆောင်တို့ဆရာကအဲအဲတခြားကျောင်းသားတွေလည်းစမတ်နဲ့ကိုက်ညီပါတယ်လို့ရှောက်တော့ကျောင်းကညောက်ကြီးတမယာကြီးစားထားတဲ့ယုံနဲ့မလုံလောက်ဘူး လို့ပြောတော့ဂျင်ဆောင်လို့ဆရာလည်းကြောင်းသွားပါတယ်။ကြောင်းကပဲဆက်ပြီးကိုကိုရှိထိုးဖက်ဝင်ရောက်ရေးလေ့ကျင့်ရေးငါတို့စီလာနေပြီလို့တင်းရထားတယ်။တရားကိုကိုရှိဟုတ်လားအေးငါတို့ဟောင်းအထက်တန်းကြောင်းကနိုင်ငံတော်စီကအထောက်အပံ့ရထားတာကိုမကြိုက်ကြတဲ့ပုံပဲဒီလိုသာဆိုငါတို့ကြောင်းတော့အဆက်ကွဲမှတည်ကြရတယ်တတရားနှစ်တွေကအဆင်ပြေပါတယ်ပြီးတော့ငါတို့ပထမနှစ်တွေကလည်းဘာမှတိတ်လုံနိုင်နေတာမဟုတ်တော့တည်တနာမရှိဘူးတကယ်တည်တနာကဒုတိယနှစ်တွေပဲအဲဒါကြောင့်ငါတို့လေ့ကျင့်ရေးကိုညှင့်မရမယ်လို့ပြောတော့ဂျင်ဆောင်တို့ဆရာက ။တရားဘလို့လေ့ကျင့်လို့လည်းမသိဘူး။သူတည်မိပါတယ်။ဒီတော့အကြောင်းကရှေးတိုစစ်ပွဲဆွမ်းရင်လေ့ကျင့်ရေးကသတ်မှတ်ပြီးသားလေးမဟုတ်ဘူးလား။ဆိုပါကြောက်စရာတရားဦးနဲ့ပြန်ပြောပါတယ်။ထို့နောက်အကြောင်းသားတွေကစက်ကူပုံးတွေကိုတင်နေကြပြီးအများစုကတော့လေးနေတဲ့အတွက်ညှိနေကြပါတယ်။ဒါပေမဲ့ဂျင်းဆောင်ကနှစ်ခုတည်ထားတဲ့အတွက်ဆန်းယုံကဟေးလေ့ကျင့်ဆက်တာဘာကြီးလို့နှစ်ခုတည်နေရလဲ။လို့မိတဲ့အခါဂျင်းဆောင်ကငါတို့အခုလေ့ကျင့်နေတာပဲဆိုတော့ငါ့ရဲ့ကြွက်သားတွေကိုလေ့ကျင့်ရအောင်လို့ပါဆိုပြီးပြန်ထိပါတယ်။ဆန်းယုံကဆက်ပြီးဒါပေမဲ့နေ့လယ်စာစားချိန်တုန်းကလည်းနေလေ့ကျင့်နေရလေ။ လို့ထပ်ပြောတော့အချင်းဆောင်ကအဲအဲ့ဒါကလေအဲအဲ့ဒါကအဲပြီးတော့လေဒါကဒါပေါ့ဆိုပြီးမထီတက်ပဲဖြစ်နေပါတယ်ပြီးတော့စိတ်မရှိတဲ့ဆင်ယုံကဟူသွားကြရအောင်မစ္စတာအပူဆိုပြီးထွက်လာတော့အချင်းဆောင်ကငါနာမည်ကြောင်ကလေ့ကျင့်စစ်သားကနေအပူထစ်သွားကြပြီလားလို့ပြောနေကြတော့နောက်ကတခြားလူတွေကတော့တမုံထဲကိုတောင်မှချီထွက်မတတ်မနိုင်ကြရပြီနှစ်ပုံးမထားတဲ့အချင်းဆောင်ကိုကြည့်ကအောင့်ဝနေကြပါတယ်ဒါကိုမသိတဲ့အချင်းဆောင်ကတော့ဟဲ့လူတွေကနင့်ကိုစိုက်ကြည့်နေကြရဲ့လို့ဆင်ယုံကိုပြောတော့ဆင်ယုံကအဲ့လိုခဏခဏမကြည့်ဘူးထင်နေရလား နင့်လိုလူကဘယ်သိပါမလဲဒါငါ့ရဲ့နေ့စဉ်ဘဝလိုပါပဲလို့ပြောတော့ဂျင်းဆောင်ကအောက်လေကတစ်ချက်ကြည့်လိုက်ပြီးသူတို့ကပုံမှန်ထက်ပိုဆိုင်ကြည့်နေလို့ဒါပြောတာပါဟာလို့ပြောတော့ဆန်းယုံကသူတို့ကြည့်နေတာငါ့ကိုမဟုတ်ဘူးနင့်ကိုကြည့်နေတာတိလားလေ့ကျင့်စက်တာပတ်ကျင်ဆန်းဆိုတော့ဂျင်းဆောင်ကအောင့်အောင်းသွားပြီဟမ်ငါလားဘာလို့ငါလဲငါကအရင်ချောင်းနေလို့ညံလားဆိုပြီးအထိတ်တလန့်နေပြောတော့ဆန်းယုံကပါထိတ်လန့်တယ်လို့ထင်သွားပြီးဒီစကားကိုမကြားတယ်လို့ပဲဟန်ဆောင်လိုက်မယ်ဆိုကစိတ်ပြည့်တဲ့ပုံစံနဲ့ရှေ့ကထွက်သွားပါတယ်ဂျင်းဆောင်ကတော့ဟဲ့ရက်စက်လိုက်တာအဲ့ဒါကအဲ့ဒါဆိုပေမဲ့သူတို့ရဲ့စိုက်ကြည့်တဲ့ပုံတွေကဆိုပြီးပြောနေတော့ င်ဘေးကနေဒီရောက်ကဝင်တိုက်သွားတဲ့အတွက်ချင်းဆောင်ကလဲကြမလို့ဖြစ်သွားပြီးဘယ်သူမှမသိလိုက်တဲ့အတွက်ချင်းဆောင်ကတောင်းမှန်ပါတယ်ငါတေချာကြည့်မနေလို့ပါဆိုကလက်ကြည့်လိုက်တော့ဂီယောင်းကိုနေပြီးဟဲ့ဟဲ့အဖွဲကောင်းဆောင်ဆိုကတုံ့ပြန်နေပြီမဲ့ဂီယောင်းကတော့ညှမောင်းကျိုးနေပြီး ။တေချာကြည့်သွားစမ်းအမိုက်ကောင်လို့ပြောရင်ရှေ့ကိုဆက်သွားပါတယ်။ဂီယောင်ကတော့ကြောင်နေပြီးအခုတော့အဖွဲကောင်းဆောင်ကတောင်းလင်းသွားတယ်။တခုခုတည်းလို့လားမသိဘူး။ဆိုတော့မနေနိုင်တဲ့ဆင်းရုံးကနင်းနင်းတကယ်ပဲအဖွဲကောင်းဆောင်တဲ့တခြားလူတွေဘာလို့နေကိုလာမရှုပ်ကြရလဲဆိုတာမသိဘူးလား။လို့တော်တော်လေးမီးတော့ဂျင်းဆောင်ကအဲ့ဒါကငါနင်းနဲ့တွဲတွဲတွဲတာလုပ်နေလို့မဟုတ်ဘူးလား။ဆိုပြီးကြောင်ပတောင်လေးနဲ့မီးတော့ဆင်းရုံးက ဟူနင်းတောင်းလေးသွားလို့ဟေးချီးပဲစိတ်တူစရာကောင်းလိုက်တာဆိုကရှက်ရှက်နဲ့တေးထွက်လာကြပါလေဂျင်းဆောင်ကတော့နောက်ကနေအမိပြန်လိုက်နေရင်ဒါအမဲဆင်းယွန်းလို့ခေါ်နေပေမဲ့ဆင်းယွန်းကစိတ်ကောက်နေပြီးအခုတော့ဘာလဲဘာလို့လဲဖေးချင်းလဲဘာလဲဘာလို့လဲလို့ဒါရည်ရွတ်နေပါလေဒါကြောင့်ဂျင်းဆောင်ကပဲနောက်ကနေငါ့ရဲ့စိတ်ဆွမ်းအကြောင်းမသိချင်ဘူးလားလို့မေးတော့ဆင်းယွန်းကတုတ်ကနေရက်သွားပြီးဟမ်အဲ့လိုဟာကြီးမသိချင်ပါဘူးနော်လို့ပြောပါတယ်ဂျင်းဆောင်ကတော့နောက်ကနေ ငါအဲ့ဒါအကုန်လုံးနေကိုရှင်းပြလို့ရရင်တော့စင်းယုံဆိုပြီးပြောတော့စင်းယုံကတုတ်ဆန်းကြီးကနေရှက်တုံးလေးတုံးပြီးတော့ Mr. အပူနေအဲ့လိုမျိုးတခြားကောင်းမလေးတွေကိုတွားပြလို့မရဘူးနော်ငါမို့လို့ထိန်းထားနိုင်တာတခြားကောင်းမလေးတွေကဆိုရင်မိလေတွားကြမှာတိလာဆိုပြီးဖီးတက်နေတဲ့ပုံစံနဲ့ပြောတော့အယူမှမသိချင်ရှာလို့ပဲတွေ့လာဂျင်းဆောင်ကိုကြည့်အောင်အငင်းကက်နေပြီဂျင်းဆောင်ကဆက်ပြီးကောင်းမလေးတွေပဲမှတ်လားဒါဆိုရပါတယ်ဘာဖြစ်လို့လဲဆိုတော့ငါကစီနီယာဟန်ဆောင်ကိုအကုန်ပြောပြီးသွားပြီလေလို့ရီမော့ကပြန်ပြောလိုက်ပါတယ်ဆန်းယုံကတော့ဘာ ။တကြက်အန်ဆောင်ဟူကိုပြောလိုက်တယ်ဟုတ်လား။တေးချင်လို့လား။ဘာလို့ငါ့ကိုအရင်မပြောရလဲ။နင့်ကိုရိုက်မပြစ်ခင်အခုချက်ချင်းငါ့ကိုအကုန်ပြောပြစမ်း။ချင်းဆောင်နင့်ကိုရိုက်မပြစ်ခင်အခုချက်ချင်းငါ့ကိုအကုန်ပြောပြဆိုပြီးချင်းဆောင်ကိုဆွဲခါရမ်းနေပါလေ။ဟာတွေ့လား။မသိချင်ပြီလို့ပဲဆင်းရွံ့ကတဝင်းတူနေရဟာ။ဟာဟာဟာ။ထိုကြက်ကိုကြည့်နေတဲ့ဂီယောင်းကတော့ဒေါရတွေထွက်နေပါတယ်။အေးအမ်လိုက်ကောင်း။ ငါအဲ့တော့ငါခန်းစားခဲ့ရတဲ့ဖိအားကငါအသက်ခံရတော့မလို့ခန်းစားခဲ့ရတာပြီးတော့ဂင်းကြီးချန်ကပတ်ကျင်ဆောင်ကိုကြောက်လို့ထွက်ပြေးသွားတာချီပဲဘလို့လို့ဒီလိုအဆုံးသက်သွားရတာလဲအခုတော့ဘာမှအတိမတိရသေးခင်အထီးငါဝန်ခံလို့မရဘူးဆိုကထွက်သွားပါတယ်ထို့နောက်ဂျင်းဆောင်ကဟိဟိငါတို့လူတွေအများကြီးကြည့်နေကြတာဆိုတော့နှစ်ယောက်လေးရှိတဲ့အခါကျမှပြောပြမယ်လူဆက်ကြည့်ကြည့်နေတယ်ပြောတော့ဆဲယုံကလွတ်ပေးလိုက်ပြီဟေးတခြားကောင်မလေးတို့ကိုအဲ့လိုမပြောနဲ့ငါမို့လို့တောက်ခံနိုင်တာနော်ဟုတ်ပြီလားကျောင်းကဒါပေမဲ့ငါတို့အခုဘာလို့ဒီပုံးလေးကိုရွှေ့နေကြလဲလို့မေးတော့တင်းကနေမကြဘူးလားလက်ကျင်ရဲ့ ူကပြင်ဆင်နေရလေလို့ပြောတော့ဆောင်းကဘာလေးချင်ရဲလို့ကြောက်တောင်လေးနဲ့ပြီးပါတယ်ဒီတော့ဆဲယွန်းကညှို့ရင်းတယောက်ကြာလို့ပြောလိုက်ရင်ဒီပိုင်းလေးတော့ဒီမှာပဲပြီးဆုံးသွားပါပြီနောက်ထပ်ဆဲယွန်းတို့ဘလို့ကျူးကြအောင်မလဲဆိုတာကတော့အဲမှားလို့ဂျင်းဆောင်းတို့ဘာဆက်ကြအောင်မလဲဆိုတာကတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်အားလုံးပဲကျေးဇူးပါ